တញ្ញံငုံကိုသွားပြီးကျန်းစာအုပ်တို့ကန်တည်တဲ့သူတွေကိုအင်္ဂလိပ်တရားဟောတဲ့အဖွဲ့တွေရှိတယ်။အဲ့ဒါဆရာတို့အဖွဲ့လာတဲ့လူတယောက်ကလာမေးတော့မဟုတ်ပါဘူး။ကျွန်တော်တို့ကအသက်ရှင်တဲ့သူတွေကိုပဲဟောတာ။မတည်တဲ့သူတွေမဟောဘူး။ဒါဆိုအဲ့ဟောတဲ့အဖွဲ့ကဘယ်အဖွဲ့လဲ။ကျွန်တော်လည်းမသိဘူး။ဒါနဲ့ကျွန်တော်စုံစမ်းကြည့်တော့ဟိုက်အဖွဲ့စီစကေရှိတယ်။အဖွဲ့စီကြီးတော့မဟုတ်ဘူးပေါ့နော်။လူနည်းစုသူတို့ကဘယ်ကျမ်းပိုက်ကိုယူပြီးမှပြောလဲဆိုတော့တက်ပေအခန်းကြီးလေးအငယ်6မှာလေ။ ထိုအကြောင်းကြောင့်လူတို့ရှေ့၌ကိုခန္ဓာအဖြစ်အပြစ်စီရင်ခြင်းကိုခံရတော်လဲဖရာသခင်ရှေ့တော်၌ဝိညာဉ်အဖြစ်အသက်ရှင်မိအကြောင်းတေတော်သူတို့သည်အိမ်ဦးလီတရားကိုကြားရကြ၏တေတော်သူတွေဟာအိမ်ဦးလီတရားကိုကြားရတယ်ဟာဒါဆိုရင်တေတဲ့သူလဲအိမ်ဦးလီတရားကိုကြားဖို့လိုတယ်ဆိုပြီးမှတင်းញိုင်ကုန်းကိုသွားဆုတောင်းပြီးအိမ်ဦးလီဟောတဲ့အဖွဲရှိအနောက်ဖွင့်ကျမ်းနေမှာလဲတေချာလေးလာရှာဖွေကြည့်တဲ့အခါမှာလဲ တင်ငန်းကုန်းမှာသွားပြီးတော့အင်္ဂလီတရားဟောရမယ်လို့ပြောထားတဲ့ကျမ်းပိုက်လည်းမဟုတ်ပါဘူးအဲ့ဒီကျမ်းပိုက်မှာဦးတေချာပါတယ်သေတော်သူတို့ဒီသေးလွန်ပြီးတင်ငန်းကုန်းရောက်သွားတဲ့သူတွေကိုပြောတာမဟုတ်သေးလွန်ပြီးသားသူတွေအတွက်ပြောရတာမဟုတ်သေတော်သူတဲ့အဲ့ဆိုသေတော်သူဆိုတာဘာကိုပြောတာလဲမတ်တဲခန်းကြီးရှစ်အငယ်20မှာလေလူတယောက်ကယေရှုခရစ်တော်နောက်ကိုလိုက်ခြင်းနဲ့ဒါပေမဲ့သူ့အိမ်မှာအတုပကိစ္စလေးရှိတဲ့အတွက်ကြောင့်စီစဉ်ရအောင်မယ်လို့ပြောတဲ့အခါမှာယေရှုကဘာပြောလဲဆိုတော့ယေရှုကလည်းငါနောက်တို့လိုက်လို့ လူတေတို့သည်မိမိလူတေတို့ကိုတကြိုပါလေစေဟုမိန့်တော်မူ၏လူတေတို့သည်မိမိလူတေတို့ကိုဟာဘလို့ကြီးလေတည်တဲ့သူကတည်တဲ့သူကိုဘလို့တကြိုမလဲအာဒံနဲ့ဧဝါကနေစင်တက်လာတဲ့သူတွေအားလုံးဟာဝိညာဉ်ရေးရတည်ထားပြီးသားသူတွေဖြစ်တယ်ဝိညာဉ်တည်တဲ့သူတွေဟာ ခန္ဓာတည်တဲ့သူတွေကိုတွားရောက်တကြိုတာကိုလူတွေကလူတွေကိုတကြိုတယ်လို့ယေရှုကအဲ့ဒီပုံပေါ်မှာ ਨੇ ပြောတာဖြစ်တယ် ဒါဆိုရင်တေတော်သူတို့ဒီအင်္ဂလိပ်တရားကိုကြားရတယ်ဆိုတာကလည်းဝิญဉ္ရေးဟာတေနေတဲ့သူတွေအင်္ဂလိပ်တရားစကားကိုကြားရတယ်ဆိုတာကိုနားလည်ရမယ်။ပြီးတော့တစ်ကောအခန်းကြီး25အငယ်29မှာဗာပြောထားလဲဆိုတော့တေလွန်တဲ့သူတွေကိုစားပတ္တိဇံကိုခံတဲ့အကြောင်းအရာဒီအရာနဲ့ပတ်သက်ပြီးမှလူအ ਨੇ စုပါပဲသူတို့ကဘာလုပ်ကြလဲဆိုတော့ကိုယ့်ရဲ့မိသားစုဝင်ထဲမှာတစုံတစ်ယောက်ကကဲတင်ခြင်းမရသေးပဲနဲ့တော်လကောင်းအင်္ဂလိပ်တရားစကားကိုမကြားတယ်ပဲနဲ့တော်လကောင်း ကယ်တင်ခြင်းတော့ရပြီပြီနှစ်ချက်မခံမဲနဲ့တည်သွားတဲ့သူတွေတို့လကောင်းအဲဒီလူတွေရဲ့ကိုစားဘာလုပ်ပေးလဲဆိုတော့ပဋိဇံခံပေးတယ်ထားပါတော့ကျွန်တော်ရဲ့အဖိုးကကယ်တင်ခြင်းမရပဲနဲ့အသက်ဆုံးရှုံးသွားတယ်ပဋိဇံမခံမဲနဲ့သူဆုံးရှုံးသွားတယ်ဆိုရင်အဖိုးရဲ့နာမည်ကိုကျွန်တော်ကရည်ရွယ်တယ်ပြီးတော့အဖိုးမတည်ခင်ကတုံးခဲတဲ့အတုံးဆောင်တစ်ခုခုအင်ဂျီတို့ဘာလို့ညာတို့ကိုပေါ့နော်ဒါတွေကိုကျွန်တော်ကဝစ်ပြီးမှအဖိုးရဲ့နာမည်နဲ့အဲကျွန်တော်ကပဋိဇံကိုခံလိုက်တဲ့အခါမှာ တမလွန်မှာရောက်နေတဲ့အဖိုးကနှစ်ချင်းခံပြီးသားဖြစ်သွားရောကဲနှစ်ချင်းရပြီးသားဖြစ်သွားရောဒီယုံကြည်ချက်နဲ့တတူတွေကလောက်တာလေဒါကြောဒါကလည်းလွဲမားတဲ့အသေးပဲဖွင့်ဆိုချက်ဖြစ်တယ်အနောက်ဖွင့်ကျမ်းမှာတွားလိလာတဲ့အခါမှာလေအဲ့ဒီအသေးပဲမဟုတ်ဘူးတခြားအသေးပဲတသက်ဖြစ်တယ်နော်ကျမ်းစာကပြောထားတဲ့တခြားအသေးပဲဟိုးအရင်တမန်တော်တွေဖြစ်တဲ့ရှင်ပေတတူတို့ရှင်ဘောလူတို့တို့ခရစ်တော်နိုင်မြုံနံပြီးမှ ဘိုးကပေးခဲ့တဲ့အရာတွေကိုကျွန်တော်တို့ကလက်ဆင့်ကမ်းရင်းလှုပ်ဆောင်ရင်းခရစ်တော်နဲ့မြုံနံသွားတယ်ဆိုတဲ့ဥစ္စာကိုလည်းကျွန်တော်လေ့လာရတယ်။ဒါကြောင့်မလို့နှုတ်ကပတ်တော်ကျမ်းစာကိုလေ့လာဖတ်ရှုတဲ့အခါမှာအဘိဓိပယ်တွေကိုမမှန်ကန်ကန်မဖွင့်ဆိုတတ်ရင်လည်းတက်တာထဲမှာအလွဲတွေလှုပ်ဆောင်လာတတ်ပါတယ်။နော်ဥမာယေရှုတယုံမအဖွဲတွေပေါ့နော်။တကယ်လူသားပြန်မွေးမယ်စတဲ့ဖြင့်လူသားလို့သွန်ထားတဲ့အတွက်ကြောင့်လူသားလို့ပြန်လာမယ်။တကယ်တော့ယေရှုကထမြောက်ပြီးကလေးကနေလူခန္ဓာကိုလူရဲ့အယိုးအသားတဲ့တဲ့နဲ့ထမြောက်သွားတာအဲဒါကြောင့်မို့သူ့ကိုလူသားလို့ခေါ်တာ ဒါကိုလည်းနားမလည်ဘဲနဲ့အတိပဲဖွင့်တဲ့အခါမှာယေရှုပြန်မွေးမယ်စာတဖြစ်ပေါ်တော့အယူလွဲတွေယူရင်းနဲ့ယုံကြည်သူကြားထဲမှာရှုပ်ထွေးစေပါတယ်ဒါကြောင့်မလို့ဝိညာဉ်တော်ရဲ့မဆာချင်းအားဖြင့်ရှင်းလင်းတဲ့တဘောကိုအရောက်တိုင်းရကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးကိုပြန်ကောင်းချီးရှိပါစေ